လူတယောက်ချင်းစီရဲ့စိတ်ထဲမှာတန်ရှင်တက်ရက်ပြီးတောက်ပြောင်လင်းလက်နေတဲ့အခန်းတစ်ခန်းတော့အနည်းဆုံးရှိတတ်တယ်။အဲ့ဒီအခန်းထဲမှာကိုကိုကိုဂုံအယူရဆုံးအာသာချက်တွေကိုတက်တက်ရက်ရက်စီပြီး trophy တွေလိုတဝင့်တကြွားချိတ်ဆွဲပြီးမိမောင်းထိုးပြထားတတ်ကြတယ်။ဘဝတွေကိုအလဲပတ်ရောက်လာသူတိုင်းကိုအရင်ဆုံးအလဲခေါ်တတ်ကြတာအဲ့ဒီအခမ်းမဲဆိုပါတော့ ဒါကျွန်တော်ရှာနိုင်ခဲ့တဲ့ဒနာဥစ္စာတွေဒါကျမရဲ့အလှအပဒါကျွန်တော်မိသားစုကိုကျွန်တော်ထမ်းတင်ပေးနိုင်ခဲ့တဲ့ကြိုးစားအထောက်မှုပေါ့ဒါကျမရခဲ့တဲ့ဘွဲတွေလေအစာရှိတဲ့ဖြင့်ကနေဒါကျွန်တော်ဆက်နိုင်ခဲ့တဲ့အကျွေးတွေဒါကျမစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ကြော်ဖြတ်နိုင်ခဲ့တဲ့အခက်အခဲတွေဆိုတာတွေအထီးပေါ့ အဲ့ဒီလိုပဲလူတိုင်းရဲ့စိတ်ထဲမှာကြိုးကြင်မှောင်မိုက်နေတဲ့အခန့်တခန့်လဲကိုယ်စီရှိတတ်ကြတယ်။အဲ့ဒီခန့်ထဲမှာဘာတွေထည့်ထားသလဲဆိုတော့ကြဆုံခဲ့ရမှုတွေ၊တိမ်ငယ်ခဲ့ရတဲ့အမှတ်တမဲတွေ၊နလတ်မထူနိုင်တော့တဲ့အတိတ်တွေ၊စိတ်ပင်ပန်းရတဲ့ယုံကံမှုတွေ၊မကြော်ဖြတ်နိုင်တော့တဲ့နောင်တတွေတော်တော်များများကအဲ့ဒီအမှောင်ကန်လေးကိုတော့ပိတ်ပြီး ဘသူမှလာလေလို့မရအောင်တော့ကိုဖွက်ထားတတ်ကြတာများတယ်။ဘာဖြစ်လို့လဲဆိုရင်ရှက်လို့အချင်းသေးမှကြောက်လို့ကို့အပေါ်နိုင်ခွက်တခုလိုမျိုးနင်းမှဆိုလို့လို့ပဲပြောရမယ်ထင်တယ်။တခြားအခန်းတွေလည်းအများကြီးရှိပါလိမ့်မယ်။အိမ်တိန်လိုပဲပေါ့။ဖီးအခန်းခေါ်ပြမယ်။ဧကန်းခေါ်ပြမယ်။မိဖို့ချောင်းခေါ်ပြမယ်။အိမ်သာရေချိုးခန်းခေါ်ပြမယ်။ အိတ်ခမ်းခေါ်ပြမယ်။စတုကန်းချဒါစတုကန်းလေးရှုပ်ပွားနေတာမို့မပြတော့ဘူးလို့ကြော်ချတယ်လို့ပဲ။တကယ်တမ်းမှာတော့မမြင်ချင်တော့လို့သူများကိုလည်းမပြချင်တော့လို့စုပြုံထိုးထည့်ထားတဲ့စတုကန်းမှာကျွန်တော်တို့ရဲ့အဓိကကြတဲ့အမှတ်တရတွေကိုတော့ခတ်သိမ်းထားမိတာများပါတယ်။ကိုတကူစာ အရှုံးတွေ ပြုတ်ကျခဲ့ဘူးတဲ့ခြောက်ကဘာတွေနင်းမိဘူးတဲ့ထောင်ချောက်တွေနဲ့မခူးနိုင်ခဲ့တဲ့မမိမကန်းကစပစ်သေးတွေဘာမှမတက်နိုင်ခဲ့တဲ့လက်မိုင်ချခဲ့ရမှုတွေကိုဒီခန်းထဲမှာလုံပြီးဆိုပြီးထည့်ပိတ်ထားခဲ့ကြတာအမှန်တော့ခုနကဘသူလာလာခေါ်ပြခြင်းနဲ့အလင်းဆုံးအခန်းထဲကစုတစိတ်တွေက အမှောင်ဆုံးအခန်းထဲကကြာရှုံးမှုတွေနဲ့ အများကြီးမှအများကြီးဆက်ဆက်နေတယ်ဒီအလောက်ကနေပြုတ်ခဲ့တယ်ဆိုတော့အမောင်ခံတဲ့ကအမိုက်ထုတ်ကြောင်းနောက်အလောက်မှာရာဓုအဆင့်ဆင့်တိုးတယ်ဆိုတော့စုတစိတ်ဖြစ်လာတာသူငါ့ကိုငင်းရက်တယ်ဆိုတော့ memory ကြောင့်ကိုကိုကိုဘယ်သူမှမငင်းဆန်နိုင်တဲ့လူတရားဖြစ်အောင်လုပ်မယ်ဆိုတဲ့စုတစိကဖြစ်လာတာအလင်းကန်းနဲ့ခဏခဏသွားလဲတာကောင်းတယ ဒါမဲ့အမြဲတမ်းအလင်းခန့်တဲ့နေပါများရင်လူပါမာနစော်တင်းလာတတ်တယ်။မဲအယောင်ဟက်လာတတ်တယ်။မာနကြီးလာလေလေကိုနေတဲ့ကိုအိမ်မှာအမောင်ကျနေတဲ့အခန်းလေးမရှိတော့သလိုလိုတယ်လူရှင်ကပို့ဝင်လာလေလေပဲ။အလင်းဆုံးအခန်းရောအမောင်ဆုံးအခန်းရောဟာ အိမ်တအိမ်အတွက်ထပ်တူအရေးပါတယ်။ကိုစိတ်အားငယ်နေခြင်း စိတ်ဓာတ်ထိုးဆိုင်ကြနေခြင်းတွေမှာအလင်းခံလေးတဲ့ဝင်ထိုင်နေပါငါဘာတွေအောင်မြင်ခဲ့တယ်ဘာတွေလုံနိုင်ခဲ့တယ်ဆိုတဲ့စုတစိတ်လေးတွေကိုတမိတမောငေးမောပါဘာလုံလုံဖြစ်နေတဲ့အချိန်ကိုကိုကိုမမာနာတအားထောင်လွှားနေခြင်းကို့မှာစိတ်ခွန်အားလေးတွေရှိနေတဲ့အချိန်မျိုးမှာခမည်းဝင်လေတဲ့အခန်းလေးကတော့တိတ်ဆိတ်မှောင်မဲနေတဲ့အခန်းငယ်လေးတစ်ခုပါပဲ။ ကိုယ်တွင်သိအရေးမပါတဲ့သူတွေကိုအလင်းကန်းလေးတည်းပဲပိတ်ဖိတ်ပါဒါပေမဲ့ကိုနဲ့ရှေတောက်ရှေကြာလက်တွေ့မဲ့သူတွေကိုတော့အမောင်ခံလေးကိုလည်းတော့ဖွင့်ပြပါဘာဖြစ်လို့လဲဆိုတော့သူတို့တီခွင်းရှိဖို့ထိုက်တန်လို့ပါပဲစိတ်ဆင်းရဲစရာတွေကိုငါကဘာကြောင့်တွားကြည့်ပြီးသူများကိုလည်းဖွင့်ပြပြီးကိုကိုကိုဆွဲချရမှလဲဆိုရင်ခမရင်းကျက်လာခဲ့တဲ့ တက်မာခဲ့တဲ့အလင်းကန်းတွေကထရော်ဖီတော်တော်များများရရှိခဲ့တဲ့လူသားဆန်ခဲ့တဲ့လက်ရှိအခြေအနေကိုရောက်လာစေခဲ့တဲ့အ धिक အကြောင်းရင်းတော်တော်များများဟာအဲ့ခန်းထဲမှာတော့ခတ်ထားခဲ့တာမဟုတ်လို့ပါပဲခမားဟာခမားပါဆိုတာကို ခမားတကယ်အလေးထားတဲ့သူက သိဖို့ဆိုရင်အလင်းဆုံးနဲ့အမောင်ဆုံးအခန်းတွေတဲ့ခေါ်ပြဖို့လိုသလိုပဲ။ ခမားကိုအလေးထားပါတယ်ဆိုတဲ့သူက သူ့အိမ်ကိုအလဲဖိတ်ခေါ်ပြီးအလင်းဆုံးအခန်းတွေပြနေတာကိုကြည့်ပြီးရင်တကယ်တကယ်စစ်မှန်မှုဆိုတာလည်းလိုအပ်သေးတာမို့တော့အထက်ထက်ခတ်ပြီးပိတ်ထားတဲ့အမောင်ဆုံးခန်းလေးကရောလို့မေးဖို့မမေ့ပါနဲ့ရာစာဝိစီယ19ရက်3လ25 有前面那位前辈拿神木在 SS 里打马杰，输定失败了。<noise>